ငလင်ပေးတွင်ငကက်တရနာခြံပြီးတော့ရှိသမျှစိန်တွင်ရောင်းကကူညီပေးမယ်ဆိုတဲ့အတင်ကိုဒုက္ခလဲပေါ်တလို့တထေးလဲပေါ်တဲ့မြမပြီမှာတားကိုစုပြောရင်ကနမဲကြီးလာပြီးတထေးမကြီးအတင်ကိုဟာအခုချိန်မှာကြုံတွေ့ရတဲ့ငလင်ပေးနဲ့ပတ်သက်ပြီးအားကျုံးမှန်တဲ့ကူညီနေသူပဲဖြစ်ပါရင်အမျိုးသမီးတရားဖြစ်ပြီးသူမရဲ့ပြောဆိုလုပ်ကိုင်းတွေကြောင့်ခမမိတ် NGO တရားဖြစ်လူငယ်ကြားမှာနမဲကြီးရဲ့အတင်ကိုဟာစီဝါရေးလုပ်ငန်းရှင်မျိုးသမီးတရားပဲဖြစ်ပါရင် ကြောင်မြင့်ရတနာအိမ်ချမ်းပြင်းနဲ့ပရိဘောကလုပ်ငန်းများစွာကိုသူမကိုယ်တိုင် OC ပြီးတော့လုပ်ကင်နေတဲ့အေတင်ကိုဟာတားကိုချစ်တဲ့စိတ်နဲ့လိုင်းပေါ်မှာသူမရဲ့တားဘက်ကနေပြောရင်တပတ်မင်းကလေးကိုမှုချိုးမြချိုးပြောဆိုရကလူအများရဲ့ဝေဖန်မှုရရှိခဲ့ပြီးတော့နမည်ကြီးလာခဲ့တာဖြစ်ပါတယ်အိမ်နာမှာတော့သူမပိုင်ဆိုင်မှုအကြောင်းကိုပါခြေလိုလက်လုံပြောပြပြည့်ရင်းနဲ့တားဆယ်လီထပ်ပုံပြီးတော့နမည်ကြီးသွားခဲ့တာဖြစ်ပါတယ် မြန်မာပြည်ကမိမဆိုးကြီးတွေဖြစ်ကြတဲ့သမီးဆိုဆိုနီလာထင်းနဲ့တတသားစားတဲ့ရန်ပတ်ဖြစ်ကြတဲ့အဖွဲထဲမှာအီတင်ကိုကလည်းမပါမဖြစ်ပါနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ခုလိုကပေးကြီးကြွားတဲ့အခါမှာတော့အခြားသူတွေဟာအသက်တိတ်နေသလားအီတင်ကိုကတော့နေမနာညမနာကိုကြီးပေးနေရပဲဖြစ်ပါတယ်။ သူမကိုယ်တိုင်အိတ်ဆိုင်ကိုညင်ပြီးအလောင်းတွေကိုတည်ထုတ်ဖို့လိုအပ်တာတွေကိုလည်းအမြဲတမ်းကွင်းစေးထုတ်ပတ်နေတာဖြစ်ပါတယ်။တိုက်ပြိုတိုက်ပြတ်တွေအောက်ကအလောင်းတွေကိုချိန်ကြတာနဲ့များလူအများနဲ့ကယ်ဆယ်ရေးသမားတွေကိုဒုက္ခပေးနိုင်တဲ့အတွက်ထိုတိုက်တွေကိုရှင်းပြီးတည်နိုင်ဖို့အခုချိန်မှာအများကြီးလိုအပ်ပါတယ်။ဒါကြောင့်ထိုတိုက်တွေကိုဖြိုဖျက်ဖို့ဆက်တွေတုံးရတဲ့အတွက်ပတ်စံတွေအတော်လေးတုံးရတဲ့အတွက်အေတင်ကိုဟာသူမရဲ့ပိုင်ဆိုင်မှုတွေကစိတ်တစင်စားကို နဂတ်ဘေးချန်ကရောင်းပြီးတော့ရရှိမဲ့ပစံကုန်ကုန်ငလင်အတွက်သုံးပြုပါမယ်လို့ပြောကြားခဲ့တာဖြစ်ပါရည်။အခုလိုမျိုးကော်ပိုင်တန်မှုရှိတဲ့ပစ္စည်းတွေရောင်းချပြီးတော့လှူဒန်းတွေဆိုတာတော်ရုံလိုမလုံးနိုင်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါရည်။ဒါပြင်စိန်ဆိုတဲ့ရဟာဖိုးတန်ရတနာဖြစ်ပြီးတော့မိမတိုင်းရဲ့အသေးဆွဲနှခါဘယ်တော့မှမငင်းတဲ့ရတနာတစ်ခုဖြစ်တဲ့အတွက်အခုလိုတန်မိုးထားတဲ့ရှားတွေကို တဘာသူတွေရဲ့ဘဝတာယာဖို့တွေကိုကျိုးစွန်ကအခုလိုမျိုးရောင်းချလူတန်းသွားတယ်ဆိုတာအတော်လေးကိုမှမမြတ်တဲ့စိတ်တပဲဖြစ်ပါရည်နိုင်ငံကျော်တရီမာဂျီစမိုက်တာမှာငွေသိန်းထောင်ကျော်လောက်ပြစ်ပေးကမြန်မာပြည်ရေးကိုဘေးမျက်နှာထားတဲ့အချိန်မှာတာမန်ငွေရှိတဲ့ပြည်တွေတရီမာဂျီအေတင်ကိုကတော့ပိုင်ဆိုင်တဲ့ယာရီကိုပါရောင်းချကငွေအားရလူပါပါကူညီနေတာဖြစ်ပါရည် တိုက်ပြီးတဲ့အောက်ကလောင်းတွေကိုသူကိုယ်တိုင်သွားရောက်ကူညီပေးရှာပြီးတော့အခြားကယ်ဆယ်ရေးသမားတွေနဲ့ဓာတ်တူအတူနေနေဆင်းရဲစားဆင်းရဲဒုက္ခခံကနင်နာသူတွေကိုကူညီနေတာပဲဖြစ်ပါတယ်ဒါကြောင့်အရှင်ကလူတွေဝေဖန်တာကိုခံခဲ့ရတလို့ခုချိန်မှာအလုံးကလေးစားအားကြတူရစရာကောင်းတဲ့ပရိတ်တမျိုးသမီးတယောက်ဖြစ်နေပြီပဲဖြစ်ပါရည်။သူမပြုလုပ်တဲ့လူကိုယ်တွေလူဝင်များကဆူတောင်းမြတာပို့သားကြကကုသိုလ်ကိုခွဲဝေယူနေကြတာပဲဖြစ်ပါရည်။ မြန်မာပြည်ရဲ့တိမ်ပေါင်းတန်းတဲ့ခြိချမ်းသာတဲ့တတိမာကြီးစမိုင်းတာမှာမလုံနိုင်တဲ့စိတ်တက်မျိုးနဲ့ငင်းလီဘေးတင်ပြည်သူတွေအတွက်ကူညီဖို့စိတ်တစင်စားရောင်းမဲ့အတင်းကိုနဲ့ပတ်သက်ပြီးပရိသတ်ကျူတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အပိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းမြတ်တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။မြန်မာပြည်သူပြည်သားအားလုံးလည်းကက်ကြီးသုံးပါးမှကြော်လာနိုင်ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းပေးလိုက်ရပါရစေရှင်။